င်္ဂလာပါခင်ဗျရေကောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံလက်ဆဲဝင်ကြီးဟောင်းမြင့်လိုင်စီကနေနိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားတဲ့ရွှေဒုံးနဲ့ကြောက်တံဗရမများတွေကိုစစ်ဆေးတဲ့စစ်ထောက်လမ်းကြီးအဖွဲ့ကအတုတွေနဲ့လဲလှယ်ခဲ့မှုအတွက်စစ်အရာရှိနဲ့စစ်သားတွေအဖမ်းခံရရတယ်ဆိုပါတယ် အမေရိကန်ဆိုရကထိမ့်သိမ်းထားတဲ့မြန်မာနိုင်ငံကြအရန်ငွေဒေါ်လာ1ဘီလီယံကျော်ကိုပြန်လည်ရရှိဖို့အတွက်ပေါခဒေါက်တာရှောင်းတာနဲ့ဥဆောင်ဂျိုးပန်းနေတယ်လို့ MG ဝင်းကြီးဥတင်ထွန်းနိုင်ကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းသတင်းကတော့စကောင်စီလောက်ခန်းလဲဆဲဝင်းကြီးဟောင်းမြင့်လိုင်းစီကနေနိုင်ငံပိုင်အပြစ်သိမ်းဆီးထားတဲ့ရွှေဒုံးနဲ့တောက်တန်ပဒမြားတွေကိုစစ်ဆေးတယ်စစ်ထောက်လန့်ရေးအဖွဲ့က အတုတွေနဲ့လဲလှယ်ခြင်းမှုအတွက်ဆေးရရှိတဲ့စစ်သားတွေအဖမ်းခံထားရတယ်လို့နေပြီးတော့စစ်ပတ်တည်ရင်မြစ်ကရင်ကုန်ခေတ်တစ်ကိုပြောပါတယ်။အဲ့ဒီစစ်ကောင်စီလက်အောက်ခံလက်ဆဲဝင်ကြီးဟောင်းမြင့်လိုင်းဆိုတဲ့သူကိုနောက်ကြောင်းပြန်အဂတိမြေသိမ်းမှုတွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကဧပြီလ10ရက်နေ့ကပဲအမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပြီးသူ့ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုပါစစ်ကောင်စီကချိတ်ပိတ်လိုက်တာပါ။အဲ့ဒီနောက်လက်ဆဲဝင်ကြီးဟောင်းမြင့်လိုင်းရဲ့နေအိမ်ကနေလက်နက်တချို့အပါအဝင်ရွှေဒုံးနဲ့ကြောက်တံဗဒမြတွေကိုပါ စစ်ထောက်လိုင်းအဖွဲ့ဆက်ရဖကတင်စီသွားပြီးနောက်မှာပဲအတုတွေနဲ့လဲလှယ်ပြီးတော့စေကောင်းစီဗဟိုဘန်ကိုအတက်အချင်းစစ်ဆေးကြည့်တဲ့အခါမှာအတုတွေဖြစ်နေတဲ့အတွက်စုံစမ်းစစ်ဆေးရမှာတော့အတုတွေနဲ့လဲထားတဲ့ကိစ္စကပေါ်သွားပြီးတတိတဒန်းကြီးအရေးယူခံရတယ်လို့လက်ရှိမှာဆက်ရဖကအရာရှိတွေနဲ့စစ်သားတွေအဖမ်းခံထားရတယ်လို့နေပြီးတော့စစ်ပတ်တရင်အရေးမြင့်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ရန်ကုန်တိုင်းတွင်မှာရွှေဆိုင်တွေဖွင့်လှစ်ကြဖို့သတ်မှတ်ရွှေဈေးနှုန်းနဲ့သာရောင်းဝယ်ကြဖို့စစ်ကောင်စီကညွန်ကြားလာပြီးဒါတွေကိုလိုက်နာကြဖို့ကိုပါရန်ကုန်ရွှေအသင်းကဒီကနေ့ဇွန်လ9ရက်နေ့မှာပဲတတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်လက်ရှိရန်ကုန်ရွှေအသင်းအနေနဲ့ဒီနေ့ကို၃ချိန်ရွှေဈေးနှုန်းတွေကိုသတင်းထုတ်ပြန်ပေးနေတယ်လို့ပြောထားပြီးရွှေရောင်းချတဲ့အခါမှာလေသူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းသာရောင်းချဖို့အပြင် ရွှေဆိုင်တွေလည်းစိုက်မပိတ်ဖဲနေစဉ်ဖွင့်နေပြီးအယောင်းဝယ်ပြုတ်လောက်ကြဖို့ကိုပါအဲ့ဒီထုတ်ပြန်ချက်ထဲမှာစိုးထောက်ပါတည်းဒါပြင်လက်ရှိရွှေနဲ့ငွေကြေးဈေးကွက်ကိုစစ်ကောင်စီရဲ့စောင့်ကြည့်ထိမ့်သိမ်းကြက်မှတ်ရေးကော်မတီနဲ့သက်ဆိုင်ရာဌာနတွေကကြက်မှတ်ထိမ့်သိမ်းနေတယ်လို့လည်းရန်ကုန်ရွှေအသိန်းကတတိပေးထားပြီးရွှေဈေးနှုန်းတည်ငြိမ်ဖို့ကိုလည်းနေစဉ်စိုင်ဖွင့်ပြီးသူတို့တတ်မှတ်တဲ့ဈေးနှုန်းနဲ့ရောင်းဝယ်တာမျိုးရှိမရှိစစ်ကောင်စီကစစ်ဆေးတဲ့အခါမှာလည်း သူတို့ညွန်ကြားချက်အတိုင်းမလိုက်နိုင်ရင်အရေးယူခံရမှာဖြစ်တယ်လို့လဲရန်ကုန်ရွှေအသင်းကတတိပေးချက်ထုတ်ပြန်ထားပါတယ်။လက်ရှိမှာဈေးကွက်အတွင်းစစ်ကောင်စီကရွှေကုန်တွေနဲ့ရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းဆီးဓာတ်တွေဖမ်းဝရန်ထုတ်တာတွေလုပ်နေပြီးရွှေဈေးကွက်ကိုဖြိုချဖျက်ဆီးလိုက်ပြီးလို့လဲရွှေကုန်တွေကတုံ့တက်ပြောဆိုနေကြပါလိမ့်ခင်ဗျ။တစ်ဖက်မှာတော့အမေရိကန်ဆိုရကထိမ့်သိမ်းထားတဲ့မြန်မာနိုင်ငံခြားအရန်ငွေဒေါ်လာ1ဘီလီယံကျော်ကိုပြန်လဲရရှိဖို့အတွက် ပမခဒေါက်တာရှောင်းတန်နဲ့ဥဆောင်ဂျိုဘန်နေတယ်လို့ UNG ဝင်ကြီးဥတင်ထွက်နိုင်ကဇွန်လ3ရက်နေ့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းပြောဆိုခဲ့ပါတယ်။ဆန်နာသိမ်းလိုက်တဲ့အချိန်ကစပြီးအမေရိကန်စိုးရကထိမ့်သိမ်းထားတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကြေးအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ဟာလက်ရှိအချိန်မှာအတိုးပါရရှိနေပြီ။အဲ့ဒီငွေကြေးတွေပြန်လည်ရရှိဖို့အတွက်နိုင်ငံရေးတမန်ကပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးပမခဒေါက်တာရှောင်းတန်နဲ့ဥဆောင်ပြီးတော့အမေရိကန်ရဲ့အစိုးရ UNG နဲ့တိုင်းရင်းသားမဟာမိတ်တွေပါအားလုံးစုပေါင်းပြီး ကြိုးပမ်းနေကြတယ်လို့အင်ဂျီဝင်ကြီးဥတင်ထွန်နိုင်ကပြောသွားပါတယ်။ဒီလိုအမေရိကန်ကထိမ့်သိမ်းထားတဲ့ဒေါ်လာ1ဘီလီယံကျော်ကိုအင်ဂျီနဲ့ဒေါ်လာရေးမဟာမိတ်တွေစီပေးဖို့မပေးဖို့ဆိုတာဟာအမေရိကန်သမ္မတရဲ့ဆုံးဖြတ်ချက်ပေါ်မှာသာမူတည်ပြီးပြန်ရဖို့အခွင့်ရရှိသလိုအရှိမလဲတာရကတွေရှိခဲ့တဲ့အတွက်အရင်မြစ်အားလုံးကိုအသုံးပြုပြီးစ조사နေကြပါတယ်လို့အင်ဂျီဝင်ကြီးဥတင်ထွန်နိုင်ကပြောပါတယ်။အဲ့ဒီငွေကြေးတွေရရှိမယ်ဆိုရင်တော့ ပြည်သူတွေအားလုံးကိုကူစားပေးနိုင်ဖို့ကိစ္စရက်တွေမှာအဓိကအသုံးပြုဖို့အတွက်ကိုလေမူဝါဒပါရှိထားပြီးဖြစ်တယ်လို့လက်ရှိအဖက်ဖက်မှာအခက်အခဲတွေအကြက်တဲတွေရင်ဆိုင်နေရတဲ့ပြည်သူတွေအားလုံးအတွက်ပမကဒေါက်တာရှောင်းတန်နဲ့ဦးဆောင်ပြီးတော့အယူဂျီနဲ့တိုင်းသားမဟာမိတ်တွေအားလုံးပူးပေါင်းကြိုးစားနေကြပါတယ်လို့အယူဂျီဝင်ကြီးဦးတင်ထွန်းနိုင်ကပြောထားပါတယ်ခင်ဗျဒီတစ်ခါမန္တလေးမြို့မှာတော့ပြည်ကြီးတကွမြို့နယ်ဇာခွဲရက်ကွက်မှာအကြက်ဖက်စစ်ကောင်စီအတွက် တပ်သားတွေစူဆောင်းပေးနေတဲ့အုတ်ချုပ်ရေးမှုရဲလွင်ဆိုတဲ့သူလပေးဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီဤပွဲချင်းပြီးကိုသေသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့ဇွန်လ9ရက်နေ့မနက်၈နာရီလောက်ကပဲဇာခွဲရက်ကအုတ်ချုပ်ရေးမှုရဲလွင်ဆိုတဲ့သူဟာပြည်ကြီးတကုံမြို့နယ်133လမ်း52လမ်းနဲ့53လမ်းအကြားကမြင့်ကျော်သူလပိအေးဆိုင်မှာထိုင်နေတဲ့အချိန်တနသမနှုတ်ကနေဝင်ရောက်ပြစ်ခတ်ရှင်းလင်းရမှာတော့အုတ်ကြီးရဲလွင်ဟာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ် အဲ့ဒီနော်စစ်ကောင်စီတပ်ကရောက်လာပြီးဟိုစစ်ဒီစစ်လုံနေသလို CCTV တွေလည်းလိုက်တောင်းနေတယ်လို့ဒေသခံပြည်သူတို့ကပြောထပ်ပါသေးတယ်အဲ့ဒီဇာခွဲရက်ခွဲအုပ်ချုပ်ရေးမှုရဲလွင်ဆိုတဲ့သူဟာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်ထက်သွင်းဖို့အတင်းအကျပ်လိုက်လံဖမ်းဆီးဓာတွေငွေညှစ်တောင်းရန်ဓာတွေလုပ်နေတဲ့အပြင်စစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့ဝေးပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျအခုတခါ ကင်းပြည်နယ်ဘက်မှာတော့ကရင်ယူတမဟာငါနယ်မြေမှာမေလာတလတာတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကအယောက်60ဝန်းကျင်ထိခိုက်သေးဆုံးမှုတွေရှိသွားပြီးစစ်တပ်စခန်း9ခုကိုပါတော်လှန်ရေးတပ်တွေကသိမ်းပိုက်ရရှိခဲ့တယ်လို့ကရင်ယူမူထော်ကသတင်းထုတ်ပြန်ထားပါတယ်။ကရင်ယူတမဟာငါနယ်မြေမှာမေလာတလတာအတွင်း KNL PDF ပူးပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်အကြတိုက်ပွဲပေါင်း108ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကအယောက်60ဝန်းကျင်ထိခိုက်သေးဆုံးမှုတွေရှိသွားတဲ့အပြင် စစ်ကောင်စီရဲ့ကြောင်ညက်လေတိုးတာဘူးကျိုးနှက်တောင်းပန်းဟိုက်စတဲ့စစ်တပ်စခန်း၅ခုကိုပါတော်လိုင်းတက်တွေကတိမ့်ပတ်ရရှိခဲ့ပြီးတိုက်ပွဲတွင်တော်လိုင်းတက်တွေဘက်ကလည်းထိခိုက်မှုတချို့ရှိခဲ့တယ်လို့ကဲညူမူထော်ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့အခုပညာရေးနှစ်မှာကျောင်းပေါင်း488ကျောင်းအထိတိုးချဲ့ဖွင့်လှစ်လိုက်ပြီးအခြေခံပညာရေးတင်ရွှန်းညွှန်းတန်းမူပေါင်းတွေပါရေးဆွဲပြီးစီးသွားပြီဖြစ်တယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မွန်ကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်လိုက်ပါတယ်။ GIO ပညာရေးဌာနအနေနဲ့အခြေခံပညာရေးတင်မကအစ်င့်မြင့်ပညာရေးကိုပါတိုးချက်ဖွင့်နိုင်မှုလိုအပ်လာတဲ့အတွက်ပြီးခဲ့တဲ့နှစ်မှာတော့ကျောင်းပေါင်း215ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးအခု2024-25ပညာသင်နှစ်မှာတော့ကျောင်းပေါင်း233ကျောင်းထိတိုးချက်ဖွင့်နှစ်သွားမှာဖြစ်တဲ့အတွက်စုစုပေါင်းကျောင်းပေါင်း400ကျော်အထိရှိလာတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒီဘက်မှာလည်းအစ်င့်မြင့်ပညာရေးကျောင်းတွေအနေနဲ့မိုင်းဂျိုင်ယန်ကောလိပ်အုတ်ချွေရေးအရာရှိတင်တန်းကျောင်းဘူတင်တန်းကျောင်း ူနာပြုတင်နန်းကျောင်းတွေပါဝင်တခြားပညာရပ်ဆုံးကောလိပ်တွေကိုပါဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ဒါပြင် GIO ပညာရေးဌာနအနေနဲ့ KG ကနေ Grade 12အထိအခြေခံပညာရေးတင်ယုံညွှန်းနှံ့မှုပေါင်းတွေပါရေးဆွဲပြီးစီးသွားပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ